င်္ဂလာပါခင်ဗျာစာရေးသူဆရာမရောမြတ်မှုန်းချံရေးသားတော်နေပြန်တို့လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနေပြန်တို့မကြွက်ဒီအိမ်လုံးများကိုဒရဒဆက်လုပ်ပြီးဈေးတောင်းလေးကိုအစင်တင့်ပြင်ထားသည်ခလေးများနှင့်အိမ်ဦးနှက်အရှင်သခင် ကိုခင်ဆိုးအတွေ့နနတ်စာထမင်းပွဲအစင်တင့်ပြင်ပေးပြီးလည်းရင်ခွန္နာယီထိုးပြီးကိုခင်ဆိုးဒီဝါကက်ကျမ်းပြင်ပေါ်မှာ ဖျားမပါရှုံဆောင်တထဲတည်းဖြင့်စီးစိမ်ခံနေစေစီးကြညီညီလဲဟောက်နေသည်မင်းညကမကြွဲ့ဤဇင်းရင်ငွေကလေးကို လူရက်တောင်းချမ်းပြီးတောက်ထားသောတေးရီအချိန်ကပြည့်သေးပုံမပေါ်အချိန်မပြေခင်နိုးသွားမှဆိုသည်ဖြင့်မကြွဲ့သည်အတန်ကိုတတ်နိုင်သမျှတိတ်ဆိတ်စွာလုံနေရသည်ကလေးတွေကိုလည်းမိုးလင်းကြတဲ့ကဈေးထဲမှာဈေးဆိုင်အငှားခင်းဖို့လွှတ်လိုက်ရသည် အိမ်ကဝါးကျန်းကိုကွက်ကြော်ရိုက်ခင်းထားသည်မူ တန်ကတော့မြင်းနေပါသည်ဒါကိုကျေးဇူးရှင်လင်တော်မောင်သည်အဲ့နေတော့ဆူတယ်ဆိုပြီးမထင်လျင်မထင်သလိုရိုက်နှက်တတ်သည်အယိုးကွဲအောင်ရ၍အသေးဆွဲအောင်ရှိနေသည်တော့မဟုတ်ပါ နာတတ်သည်ပေါ့လေလူပဲတို့ပင်မဲ့မကြွက်ကမိမ့်မတာမဟုတ်လားတလင်ကနေနှစ်လင်မပြောင်းချင်ပြီးတော့ခလေးတွေအမျက်နာလဲကြည့်ရသေးပါသည်ဒါကြောင့်သူလုံမကြွေးတာနှိမ့်ဆက်တတ်တာတွေကိုစိတ်ထဲမှာထားမနေပါဘူး ကိုဘကဝတ္တရားကြည်အောင်နေသည်တို့နှင့်မကြွအလုပ်ပြီးလျင်ကျိန်စည်းတောင်းလေးကောင်းပေါ်ရွက်ခါဈေးထဲထွက်ခဲ့သည်မကြွဈေးတောင်းထဲမှာဘာတစ်ခုမှမပါပါမကြွအလုပ်ကကြော့ဝယ်ပြီးကင်၍ပြန်ရောက်သောအလုပ်ဒီနေ့အရင်ကတကြက်များမရှိတော့နေပြန်တော့ဝင်ယူရအောင်မည်လမ်းလျှောက်ရင်ဘယ်တထေးမှစီ ဝင်ရှိရင် ကောင်းမလဲဟုလည်းတွေးနေမိသည်ဈေးထဲမှာတထေးတော်တော်များများစီကမကြွနေပြန်တော့ယူထားမိသည် တထွေးတွေကလည်းအခက်တာအတိုးရနေလျက်နဲ့များသွားနေရင်မပေးကျင်ကြတော့ပါ မပြောကျင်ပါဘူးတော့မြန်မာနိုင်ငံဒီမိုကရေစီရပြီဆင်းရဲသားတွေပြေလည်တော့မြည်တမဝါယမအသင်းကနေပြည်သူတို့အူ9000ထုတ်ပေးမြည်ဘာညာဆိုပြီးအရစကားကြတော့မျောလင်းမိတာပေါ့အခုတော့နောက်ရွေးကောက်ပွဲတော်စတော့မယ်ပေါ်မလာပါဘူးဒီတော့မကြွတ်တို့မှာနေပြန်တို့နဲ့ရှာရှာလဲနေစေ မိုဘိုင်းဖုန်းတွေတုန်းကလည်းမက်ကြွတ်တို့ဘယ်မှာရခဲ့လို့လဲအုတ်ချုပ်ရေးမှုတွေသာရှမ်းတာကုန်သည် မက်ကြွတ်ကရှမ်းတာဖို့မမျှော်လင့်ပါဘူးနေပြန်တို့လှုပ်ချင်ယုံကလေးရဲ့ပါအခုတော့လောက်သမားကအတိုးပဲဆက်နေရသည်တတိတော်တော်များများကလည်းအတိုးလို့ဆိုတာရှေ့ဖို့အဝေးကြီး20တိုးတောင် နေပြန်တို့ပဲရှေ့ကြပါသည်ငွေတထောင်ယူလည်ရင်တစ်လအတွက်အတိုး2000ပေးရသည် ။ဒီနေ့ကိုအတိုးရင်ပေါင်း400ပြန်သွင်းရသည်။မကြွမှာနေပြန်တို့တသိန်းရှိသည်။ဒီတော့ဒီနေ့400ပြန်ဆက်ရသည်။ကျောဝယ်ပြန်ရောင်းသည့်အလုပ်ကဒီလောက်မမြတ်ပါ။နေ့စဉ်မိသားစု၄ယောက်စားဖို့ကလည်းရှိသေးသည်။ဒီကြားထဲဘိုက်ထဲမှာ6လရှိနေပြီ။အကျွေးအကြောင်းကမတွေးတာပဲကောင်းပါသည်။အကျွေးအကြောင်းတွင်းနေုံနဲ့ဆံရမှာမဟုတ်။နေပြန့်တို့အမြန်ဝင်ရှိပြီးကြွက်အမြန်သွားရောက်နိုင်မှာ ညက်နေစာဆန်ရမည်မကြွက်သည်ကျွေးချင်နေတဲ့မှာအတော်သဘောကောင်းမှုရတော့အပြိုကြီးမမအေးစီသွားပြီအပူကပ်ဖို့လာခဲ့သည်မမအေးကဖျားချစ်ကိုနေတာမို့မကြွက်ထိုင်ဆောင်နေရသေးသည် တနာ yı ထိုးခန့်ကြသည့်အထိမမအေးက အပေါ်တက်မှဆင်းမလာပါ မကြွက်ဤဖောက်တွေတခြားတွားရောက်မှစိုးရိမ်နေရသေးသည် မကြွက်တွေးနေသည်မမအေးကအပေါ်တက်မှဆင်းလာပြီဘာကိစ္စလဲမကြွက် ဟုခတ်မာမာမေးသည်။မမအေးသည်မျက်နှာမှာတဏှာအဖွေသားဖြင့်တန်တန့်ခန့်ခန့်လေးဖြစ်နေသည်။ဆေးရဲခြင်းအပူပင်လည်းမရှိ။လင်ယောက်ျားနှိမ့်ဆက်ခြင်းအပူပင်လည်းမရှိတာမို့အတော်အရွယ်တင်နေသည်။ခေါင်းမွေးဆုပ်ဖာ၍အိုးမဲအရှုပ်ပေးလာသောမကြွက်သည်။ကိုကိုကို မလုံးမလဲတော်ဖြစ်မိသာ။သပင်တွေကို တရှက်တက်ခါမမအေးကိုရှေ့သွားတွေအကုန်ပေါ်အောင်ရေပြလိုက်မိသည်။ကျမ နေပြတို့တတောင်းလောက်ထပ်လို့ခြင်းလို့ပါမမအေးရဲ့ညီတို့ကလည်းအေးစောစောစီစီပတ်စံလာရှိရတယ်လို့နေယူထားတာလည်းများနေပြီမပေးနိုင်တော့ဘူးမိကျွဲ့ဟုတ်ပါတယ်မမအေးရဲ့မကျွဲ့အရင်ွေကိုယောက်ျားကအရက်တောက်ပြစ်လို့ပါမမအေးမပေးရင် ခလေးတွေလည်းထမင်းစားတရားမရှိဘူးအတူလည်းဆက်စရာမရှိတော့ပါမမအေးရဲ့တခါတည်းကိုညီပါနော်ကိုညီပါနော်မမအေးတောင်းပါပါလေ ညီယောက်ျားအရဖိုးမရှိရင်အရိုက်ခံရမယ်ဆိုတာလည်းထဲ့ပြောပါလားမကြွက်ရဲ့ညီအကြောင်းပြချက်တွေကမကုံနိုင်ဘူးမကောင်းတဲ့ယောက်ထားယူထားပြီးသူ့လုံစာမစားရပဲအနှိမ့်ဆက်ခံနေတယ်မမအေးကအပြိုကြီးတို့ထုံးစံအတိုင်းယောက်ျားမကောင်းကြောင်းတရဆက်ပြောတော့သည်အော်အပြိုကြီးရဲ့အစကကြိုတိခဲ့ရင်ယူပါမလားဟုစိတ်ထဲမှပြန်ပြောနေမိသည်ယောက်ျားတွေကငါအရက်တမား ။ငါလောင်းကစားသမားဆိုပြီးနှစ်ဖူးမှစကတ်ထားဒီမှာမဟုတ်ပဲလေ။ဒါပေမဲ့နှုတ်ကတော့မကြွက်ပါမှပြန်မပြောရဲပါ။ဒီနောက်ဆိုမမအေးငွေပေးချင်တာတည်တည်။ပြောနေရင်ကမမအေးဒီပတ်စံသွားယူလာပြီ။ရော့ဒါနောက်ဆုံးပဲနော်မကြွက်။နေပြန်တော့ကိုကြေအောင်သွင်းဒါတော့နဲ့တနာတော့ပေးတာ။ဟုတ်ခတ်မှမှာဆိုသည်။မကြွသည်ထုံးစံအတိုင်းကျေးဇူးတင်စကားအခါခါဆိုကမမရဲ့အိမ်မှထွက်ခဲ့သည် ကဲလူအောက်ကျွေမတည်ပါဘူးအဓိကကငွေအရင်ရဖို့ပဲမဟုတ်လားမကြွက်သည်နောက်ကျနေ၍မြို့အပြင်လေကွင်းဆက်စီတုတ်ရှည်တင်၍ထွက်လာခဲ့သည်ဆောင်းနဲ့ရောက်နေပြီမို့နှင်းများလည်းပိတ်သေးစွာကြနေလေသည်တန်လန်းကူပြီးသည်နှင့်မြို့အရှိဘက်လမ်းသို့အမြန်လျှောက်ခဲ့သည်မြို့အပြင်လေကွင်းဆက်လျှောက်နေလျင်လေကပုံမူတိုက်ခတ်လာသည် မမအေးပေးထားသောအပေါ်ဟင်းကြီးဟောင်းလေးကိုဆွဲစေလိုက်မိသည်ကုံဝန်စူစူကိုတော့အင်းကြီးကမဖုံးဖိနိုင်ပါမြို့အပြင်ဘက်အနေငယ်လျှောက်လာပြီးတစ်ပင်ရေးအောက်မှာထိုင်ကရှေခွေနှင့်အလေးကို တောင်းထဲမှရှာသည်ကိုဒီတွင်ရင်ကျွမ်းလာရောင်းသူတွေကိုမတ်ကျွတ်ဆောင်နေသည်ဒီနေမှာမတ်ပဲအဆိုင်များသည်မို့ကျွတ်တွေအလွန်ပေါ်သည်ကျွတ်တူးသမားတွေကျွတ်ထောင်သမားတွေအတွက်ဒီအချိန်ဆို အလောက်ဖြစ်သည် မကြွက်သည်ကြွက်ထောင်သူတွေစီကအကောင်လိုက်ပိတ်တာနဲ့ဝယ်သည်ကြွက်တွေကိုအေးဆုံးခေါင်းနှင့်ရှေးလက်ဖြတ်ခါပိုက်ခွဲသည် နောက်မိခင်ကကြွက်ကင်အဖြစ်ပြန်ရောက်သည်မကြွက်အမြင်ရင်သည်မက်လာအေးဖြစ်၏ဘဝကလှလဲမလာအေးလဲမအေးချမ်းခဲ့ပါ လူမှန်တိတဆအရွယ်ကလေးကအမေနောက်မှာကြွက်ကင်လိုက်ရောက်နေခဲ့သည်အိမ်အောင်ကြတော့လဲကြွက်ပဲရောင်းပြနေတာမို့အမြင်ရင်ပြောက်ခါမကြွက်ဖြစ်လာသည် မကျွယ်ကိုဘဝအကြောင်းကိုတွေးနေစဉ်ကျွယ်ရောင်းသမားတွေရောက်လာသည်ပထမတစ်ယောက်စီကကျွယ်တပိတ်သာကျော်ရသည်ကျွယ်တွေကတော့အရွယ်မကြီးပါတေးသေးပိန်ပိန်တွေလည်းပါသည်မကျွယ်ဈေးနဲ့နဲ့ပို့ပေးပါအောင်လားဗျသူများတွေ2000ဈေးရတယ်မကျွယ်က1500ကကိုမတက်ဘူးအမလီလှထေးရဲ့ကျွယ်တွေကိုလည်းကြည့်ပါဦးအစာဝအောင်စားထားဖို့မပေါ်ဘူးပိန်လီနေတာပဲကျွယ်ဖြစ်ခါကြတယ်လည်းပါသေးတယ် ဈေးတော်ပုံမပေးနိုင်ဘူးဟေ့ကြိုက်တဲ့စီသွားရောင်းမကြွတော့ကအလေးပြည့်ရှင်ဝင်ပြည့်နဲ့ကောက်တာသူများတွေတို့အလေးမခိုးဘူးနားလေလားခလန်းလန်းမှာတခြားကြွက်ဝယ်သူတွေလည်းရှိနေတာမို့မကြွက်အော်ပြောလိုက်သည်ကဲမပေးချင်လဲနေပါမကြွက်ရာ ပြက်တနာမရှာပါနဲ့ငွေမြန်မြန်ရှင်းလာသေးကဟိုဒီဝေးကြည့်ကဆိုသည်မကြွက်မျက်စောင်းခဲကပတ်စံထုတ်ရှင်းပေးလိုက်သည်နောက်လူတွေကတော့ဈေးပုံမတောင်းပါ တောင်းလို့လည်းမရလေ1900နဲ့ဝယ်တာပင် မကြွက်အတွက်ဘာမှတိတ်ကြံတာမဟုတ်ပါတခြားသူတွေကလည်း1900ဈေးကပုံမပေးဘူးဆိုတာမကြွက်တည်ပြီးသားဒီကြွက်တွေကိုခေါင်းရှေလက်ဖြန့်အရေကွန်စုပ်ပြီးမိခင်လျင်ဘာကြံတော့လို့လဲအကင်တပိတ်တာ3000ဈေးရပြီမဲ့ဘာမှတိတ်မြတ်တာမဟုတ်ကြွက်6ပိတ်တာလောက်ရနေနေရင်နေမြင့်ပြီကြံတဲ့ငွေတစ်ထောင်ကိုဆန်နဲ့တူလီမယ်လီဝယ်ရအောင်မှမဟုတ်ရှန်ထားရအောင်မြည် ကျက်တွေတောင်းတဲ့ကောက်ထက်ကအိမ်ပြန်ဖို့ပြင်းနေခြင်းတရင်ရိုင်လာနေသောကိုခင်ဆိုးကို မကြွက်လှမ်းမြင်လိုက်သည်ကျေးဇူးရှင်ကြီးလိုက်လာရှိပြီအဲ့ရကနိုးရှင်တံပြန်ဖို့ပလင်းထဲမှာလက်ကြံမရှိတော့ဘူးထင်သည် မကြွက်သည်လက်ထဲရှိထောင်နံလေးကိုဖြတ်ခနဲရင်ပတ်ကြားတဲ့ထုထဲလိုက်သည်ကိုခင်ဆိုးကလည်းအများနှုံးဖြင့်အနားရောက်လာပြီးခါထောက်ရက်သည်ဟဲ့မေးကြွက် နေကလည်းကြာလိုက်တာငါအာဆုတ်စရာတော့ပတ်စံမထားခဲ့ဘူး ပေးတဲ့ပတ်စံမရှိတော့ဘူးလေကိုခင်ဆိုရင်ကြွက်အကုန်ဝယ်ပြစ်လိုက်ပြီကျုပ်ရောင်းပြီးမှပေးပါမယ်မီးကြွက်စကားအပေါ်မပြောနဲ့နေအသားနာကျင်သလားပေးစံရင်ဘက်ထက်ကပတ်စံသူမြင်သွားပြီဆိုမှတော့မကြွက်မနေရတော့ပါနောက်ထပ်ညင်းနေလျင်နိုင်ရင်အောက်အောက်ခံရမလားရှေးအကန်ခံရမလားမသိနိုင်ဘူးလေကွန်ဖူးတွေပါလာလျင် မကြွက်ကရှောင်တတ်တာမဟုတ် ဒါကြောင့်ရင်ဘတ်ထဲမှငွေတထောင်ကိုထုတ်ပေးလိုက်ရသည်900လောက်ပြန်ပေးပါလားတော်အိမ်မှာနေလည်သာဆံမရှိဘူးကိုခင်ဆိုရဲ့မကြွက်ကိုလှဲ့တော်မကြည့်တော့ပါရှင်အိမ်မှာဆန်ချက်စရာတကယ်မရှိတော့ပါ မတက်နိုင်တော့လေကြွက်တောင်းခေါင်းပေါ်ရွက်ပြီးအိမ်အမြန်ပြန်လာခဲ့သည်မကြွက်ဤကုံဝန်သည်ရှောက်လာကြော်ပြီးမှလှုပ်ရှားရတာတိတ်မကောင်းပါဘိုက်သေးကခလေးအတွက်ရင်လေးမိသည် ကလေးအတွက်အစာအာဟာရနဲ့ဆေးကောင်းကောင်းလည်းမပြည့်ဝခဲ့ရပါကြွက်သားနဲ့သာနှစ်ပါးသွားနေရသည်ကိုဝန်တဲ့မိခင်အတွက်တွင်အောင်သားမစားရဘူးဆိုပေမဲ့မက်ကြွက်ကလေးနှစ်ယောက်စလုံးကြွက်သားစားပြီးမွေးခဲ့ရသည်ဒါကြောင့်ကလေးနှစ်ယောက်စလုံးဒီခတ်နှုံနှုံထိုင်တိုင်းကလေးတွေဖြစ်နေသလားမသိပါမက်ကြွက်ကိုလည်းတခါတလေ လူတွေက စိတ်မမှန်ဘူးဟုဆိုကြသည်အိမ်ရောက်လျင်ကြွက်တွေကိုအေးဆုပ်ပြီးခေါင်းရှည်လက်ဖြတ်ပြီး ဝါပိုက်ခွဲကမိခင်ဖို့ပြင်သည် မကြွဲ့ဤအိမ်တည်တည်လေးတဲ့တွင်အညီနှံ့တွေဖုံးလိုက်နေတော့သည် နောက်ပြေးမှလည်းကြွက်ကောင်းပြီရှင်လက်တွေပုံထားတာရင်တွေအုံခဲနေတတ်သည်မိသွေးကလည်းကုံနာမြန်ပြီးမို့ရှိတာလေးစုပြီးမိမွေးလိုက်သည်နောက်ကြွက်တွေကိုတန်ညံ့နေခင်သည်ကြွက်တွေကိုကြက်တီအထိမခင်ပါအနှဲငယ်ရဲလာသည်နှင့်နောက်ထပ်ခင်သည် အားလုံးกินပြီးမှတောင်းလဲထက်ကဈေးတို့အမြန်လိုက်ရောင်းရသည် နေလေသာထမင်းမချက်ရသေးပေဖြစ်သည် ခလေးတွေလည်းစာနေလောက်ပြီကိုခင်စိုးကခလေးတွေထက်ဆိုသည်သူ့ကိုလျှော့လို့လည်းမရလျှောက်လို့လည်းမရပါကြွက်ကင်ကတော့မကုံမှမပူရပါပတ်စံလည်းလငင်းရသည်အတုံးဝင်ဆက်ရတာနဲ့ကုံသည်မကြွက်လက်ထဲပတ်စံမြင်လျင်နေပြန့်တို့သမားတွေကအတင်းလိုက်တောင်းသည် လူอยู่မတက်ပါပဲ။ ။မတ်ကျွတ်လည်းတော်ယုံစားစရာမကြမ်းပါဆို၍ပြန်မဆက်ရှင်ပါ။အခုလည်းမတ်တင်ငွေကိုအရင်ငွေချမ်းဖို့တောင်းပန်နေရသည်။မတ်တင်ငွေရဲ့အတိုးပဲယူပါဦး။အရင်လေးချမ်းထားပေးပါဦးလား။နောက်နေ့ဆက်ပါမယ်နော်။မရဘူးမိကျွတ်။နေပြန်တော့ပေးတယ်ဆိုကမှအရင်ချမ်းပေးစရာလား။မချမ်းနိုင်ဘူးအကုန်ပေး။မတ်တင်ငွေကမမတင်တင် ပြောလာတာမို့မိကျွဲ့ပတ်စံထုတ်ပေးလိုက်ရသည် စံတပြီနှင့်စီတဆယ်သားကိုအလျင်ဝယ်ထားရသည်။နောက်နှင့်အရင်ကိုကြင့်နေအောင်လိတ်ပြီးရင်ပကြားထိုးထားလိုက်သည်။နောက်ထပ်၃၄ဦးအတိုးသွင်းပြပြီးတော့ငွေကတိတ်မကြံတော့။မမအေးကိုအရင်သွားတွင်းအောင်မှဟူတွေးကဈေးအပြင်ထွက်လာစဉ်အကျွေးရှင်မထားရင်နဲ့ပတ်ပင်သွားတိုးသည်။ဟေ့မိကျွတ်အဲ့ဒါပဲလေ။ပတ်စံလာကောက်တာထုတ်ထုတ်ထုတ်အခုတခါနဲ့ပေးလိုက် ကျမအပြန်ဝင်ခဲ့ပါမယ်မမထားရဲ့ခဏလေးစောင့်ပါနော်ဟိုဘက်သွားကျင်လို့မလိုချင်ဘူးနင့်ညာနေညာနဲ့တွေကိုတီးပြီးသားငါ့ကိုပတ်ဖို့မစင်းသားနဲ့နင်ပတ်ဆက်မထုတ်ရင်ဒီဆန်အိတ်ငါယူသွားရမှာနော်မထားကြီးကမကြွက်လက်ထဲမှာစံတုပ်ကိုဆက်ခနဲဆွဲယူထားသည်သူ့လက်မှလက်ကောက်တွေနဲ့တွှန်းချွမ်းမိတဲ့ကမကြွက်စံတုပ်ကလေးကိုလှောင်းနေသည် မကျွလက်ထဲမှာပတ်ဆက်တထောင်ကိုထုတ်ပေးမှစံထုတ်ကိုပြန်ပေးသည်မမအေးအိမ်ရောက်လျင်မကျွရင်ပကြားမှာပတ်ဆက်900ကိုနှံ့ယူလိုက်သည် အမှန်ဆိုမမအေးကို အတိုးရင်ပေါင်ပြီး1200ပေးရမည်မတက်နိုင်မှာ900ပေးပြီးတောင်းပန်ရမည်မမအေးကပတ်ဆက်ကို ကြည့်ကာနှုတ်ခမ်းမဲ့သည်ဘလို့လဲမိကျွမနဲ့တုန်းကတော့အတိုးရင်ကျေစီရမယ်ဆိုအခုတော့900တဲပါလား ဟုတ်ပါတယ်မမအေးရဲ့။လက်ဖြံအတွက်အရင်နေချန်ထားခြင်းတို့ပါ။မမအေးတယောက်ပဲနားထဲပေးတာမို့လို့ချန်ထားတာပါရှင်။ကြံတဲ့သူတွေကအတင်လူယူကြတာပါတော့ရေ။အေးငါကသဘောကောင်းမှန်းသိတော့ညီကလှက်ပတ်နေတယ်မဟုတ်လား။ကဲကဲထားလိုက်ပါတော့မိကြွက်ရဲ့။ပေါ်မှာညီအတွက်ငပိရင်နဲ့ပဲဟင်းနဲ့လေထဲပေးထားတယ်။ယူသွားချေ။ပဲနှက်ကိုညီးစားနော်။ယောက်ျားကိုကျွေးမနေနဲ့အောင်။ ်ကျေးဇူးပါမမအေးရဲ့ကျေးဇူးပါနော်မတ်ချက်ဒီဟင်းထုတ်ကလေးကိုလက်ကဆွဲပြီးအိမ်ကိုအပြေးပြန်လာရသည်အိမ်ရောက်နေရင်ကြွက်ကင်တကောင်ကိုတုံးပြီးစီရနှဲငယ်နဲ့လှိမ့်ကျော်လိုက်သည်နေ့လယ်နှစ်နာရီကျော်မှမတ်ချက်တို့သားမိတွေထမင်းစားရသည်မမအေးကကုံဝန်ဆောင်မှုတွင်အောင်သားတွေမစားနဲ့ဆိုပြီးပဲနဲ့ထက်ပေးလိုက်ပြင်မဲ့မိကျွတ်မစားဖြစ်ပါကလေးတွေသာစားနေသည် မကြွတ်တို့ထမင်းစားနေတဲ့ကိုခင်ဆိုးကဝါကတ်ကြံကင်းပေါ်ဟုံတိုင်းနင်းကတက်လာသည်အင်္ဂလီမှာလှောက်ခါရိမ်ွယ်လို့နေသည်ဟဲ့မေးကြွတ်အာဟင်းချက်လဲထမင်းခုပဲစမ်းထမင်းဝဲအစင်နဲ့ပြင်မထားဘူးလားဟခူထားပါလေကိုခင်ဆိုးရဲ့ကျုပ်တို့တားမိတို့လေးလဲကို့မှာစားရတာပါမကြွတ်ပြပြောဆိုဆိုနေထမင်းပွဲသွားချပေးလိုက်သည် ကိုခင်ဆိုးကထမင်းပွဲကိုကြည့်ပြီးမျက်နာရှုပ်မဲ့သွားသည်အမ်ဟင်းကလည်းနေတိုင်းကြွက်သားကြီးပါလားမိကျွဲ့နေတခြားဟင်းမချက်တတ်တော့ဘူးလားဟမ်မချက်တတ်ပဲနေမလားကိုခင်ဆိုးရဲ့ပတ်စံရှိမှချက်လို့ရမှာပေါ့ဒီထမင်းဟင်းတော်ကျုပ်မပေါ်မပားကြီးနဲ့ရှားဖွေနေရလို့မိဖွားကနေရင်ဒီကလေးတွေအတွက်စဉ်းစားမစဉ်းစားချင်ဘူးမစဉ်းစားချင်နေတတလုံးငါချကြွေးထားတာ စားလာပြီးတော့စကားကြီးကြီးကျယ်ကျယ်တွေပြောမနေနဲ့နေပါ꿰သွားမယ်နော်ကိုခင်ဆိုးကသမင်းကိုပလုတ်ပလောင်စားပြီးမျက်ထောင်ညီကြီးနဲ့ကြည်လာသည်တခါတလေတော့လည်းဒီလင်ဆိုးကိုမုံမိပါသည်မကြွတ်တို့ညာပြီးကလေးကဘာလို့မှလှုပ်မကြွေးပါမကြွတ်လှုပ်စားလေးတောက်စားမူယူပြီးလူကိုရန်လှုပ်တတ်သေးသည်ခလေးသာ၃ယောက်ဖြစ်လာတော့သည်ဘာစည်းပွားမှာလက်ဆုပ်လက်ကင်ပြเสียရမှာရှိသည် မကြွမှာမိဘနှစ်ပါးအားကိုးစရာလည်းမရှိဆွေမျိုးဆိုတာလည်းချွေရှိမှမျိုးတော်ကြသည်မကြွမိဘမိအရှင်ကိုတွေးပြီးရင်မောမိပါသည်ဒါပေမဲ့အကြာကြီးမတွေးအားပါတနေ့အစဉ်ပြေလာလိုက်ပြီအခုတော့မမအေးအိမ်အဝိ့ချော်ဖို့ခမင်းအမြန်လက်ဆတ်တက်လိုက်သည်ဒါမှညနေသာဆံရမည်ဖြစ်သည်မကြွသည်မွေးဖွားရခတ်သောအမျိုးသမီးဖြစ်၏ယခင်ကလေးနှစ်ယောက်ကိုလည်းအတက်လူပြီးမွေးထားရသည် ယခုလဲမနှက်ကလေးကဖိုက်နာနေရမွတ်တက်သည့်အထီမမွေးသေးပါကိုဝန်ဆောင်တဲ့ကာလမှာလဲအဟာရပြည့်ဝအောင်မစားခဲ့ရ၍ခွန်အားကမရှိပါတားပွားဆရာမလဲမပြည့်နိုင်၍အိမ်နာကတော့တုတ်လို့ပဲလက်တယ်လှုပ်ပေးနေသည် မကြွက်သည်အသက်ရှူချက်လောက်အောင်နာကျင်၍ညင်းညူအော်ဟစ်နေပေမဲ့အနာမှာအားပေးမဲ့မိပါမရှိယောက်ျားကလည်းဘယ်ရောက်နေမှမသိခလေးနှစ်ယောက်ကတော့မနှက်ကလေးက တော်တော့ပဲထမင်းကြွေပြီးဈေးတဲခိုင်းထားမှန်းသိသည်အာအမလေးနားလိုက်တာတော်တော့ရဲ့မမွေးမမွေးနိုင်သေးဘူးလားမသိပါဘူးတော်ညီမညှစ်အားမှမရှိပဲမိကြွက်ရဲ့နည်းနည်းအတင်းပြီးညှစ်ဆန်းမှာရေမာပေါက်ထားပြီးအရန်ကြာနေမကောင်းဘူးအေးညီတစ်ခုခုဖြစ်ရင်ညီကိုဘသူမှဆေးရုံပို့ပေးမှာမဟုတ်ဘူးနော်ဟုတ်တယ်ညီကိုအားကိုကိုရမှာမိကြွက် နဲနဲညှက်လိုက်ပါ၏ဒေါ်တုံးနှင့်မတန်းအေးကဘိုက်ကိုတအားဖိတွန်းကမိကျွတ်ကိုမန်အနိုင်လျှော့လိုက်နှင့်ပြောနေသည်ဟုတ်သည်မိကျွတ်မှာအားကိုးစရာမရှိမမွေးနိုင်ရင်ဆေးရုံတက်စရာလည်းပတ်စံမရှိငါအားတင်းမှဖြစ်မည်မိကျွတ်ကိုကိုကို အားပေးကခဲရခက်စစ်ဖွာရသည် နားထဲမှာခလင်းကိုတန်ကြားမှတမမောကိုရှာရတော်သည်မကျွတ်မိတွင်မှာထမင်းစားရဖို့အရက်ထဲမှအားပေးသည် ကလေးနှစ်ယောက်ကိုတော့ဈေးထဲကအတော်ဝမ်းကွဲဆိုင်မှာအကူဈေးရောက်ခိုင်းပြီးဘိုက်အပ်ပေးထားသည်ကိုခင်ဆိုးကတော့တခါတလေ အိမ်မှာစားအများအားဖြင့်အပြင်ရောက်နေတတ်သည်ဒီနေ့တော့ကလေးကအရန်ငိုနေသဖြင့်မတ်ကြွက်ထမင်းပင်မစားဖြစ်ပါကလေးကမွေးကလေးကလေးပါလာသည်ဟုဆိုကြသည်ဈေးထဲမှပြန်လာတော့ကလေးနှစ်ယောက်လက်ထဲမှာထမင်းတုပ်ကလေးတွေပါလာတာမြင်သည်အမေဒီမှာဈေးထဲကအတော်ကြီးတွေကအမေအတွက်ထမင်းပေးလိုက်တယ် လေးကငိုလာကြည့်လားအမေဟုတ်တယ်ငါတို့ရေခလေးပိုင်းနာနေသလားမသိပါဘူးထမင်းတော့ကလေးထားလိုက်ဒေါက်တုတ်စီလေးစည်းလေးသွားတောင်းစားမှာကွယ်ငါတို့ထွက်သွားပြီးမကြခင်ကိုခင်ဆိုးကမူးယူအော်ဟစ်ပြီးပြန်လာသည်ခလေးကလည်းအတန်ပြောက်လို့မတက်ငိုနေသည်ဟေးမေးကျွတ်မေးကျွတ်ဘာလုပ်နေတာလဲထမင်းခူးစံခလေးကလည်းငိုလိုက်တာစုံညာနေတာပါပဲလား မွေးပြီးကလေးကတရှက်မှငုံကြည့်ပေါ်မရပဲခလေးကိုလာမှန်မဲနေသည် မကြွက်သည်ဒေါသမဖြစ်စဘူးဖြစ်လာမိသည်ဟိုကြွကြွိတ်ထဲမှာထမင်းဟင်းရှိတယ်ကိုခင်ဆိုးဒီမှာခလေးအရန်ငိုနေတယ်အောင်မငါကကြွကြွိတ်ထဲကထမင်းကို စားရအောင်တတောင်းစားလားဟမ်အဲ့ဒါတော့ကြုံမတက်နိုင်ဘူးကိုခင်ဆိုးဒီထမင်းဟင်းတော်ခလေးနဲ့ရောက်အလုတ်လုတ်ပေးတော့ဈေးတဲကပေးလိုက်တာကြုံမီးဖွားကလေးကဒီလိုသူများကြွေးတာစားနေရတာပဲ တော်မစားခြင်းလည်းမတတ်နိုင်ဘူးမက်ကျွဲ့ခန်းစားချက်တွေပွင့်အံ့လာပြီမျက်ရည်ပင်ကျလာသည်အိမ်တော်ဦးစီးတယောက်ဖြစ်နေပြီးဘာတောင်းဝန်ယူခဲ့ပါသလဲကိုခင်စိုးသည်အနာဘောဒုတ်ကြသလိုဆက်ဆက်ခါနာသွားပုံရသည် မျက်ထောင်နေချင်းနဲ့မက်ကျွဲ့အနာရောက်လာသည်အောင်မာနေလေတန်ကမာနကြီးလားမိကျွဲ့နေဘယ်တော့ကငါ့ကိုပြန်ပြောဘူးတလဲနေသေးချင်းပြီပေါ့ဟုတ်လား အဖေအဖေ မလုတ်ပါနဲ့ဟဲ့ခင်ဆိုးမိတွင်ထဲမှာမလုတ်ပါနဲ့နေလကထုတ်ကိုရှားထားလိုက်ရှားမှာအကြီးကောင်နဲ့ဒေါတော်ကြီးအပြေးဝင်တားတော်လဲမမီလိုက်ပါချေကိုခင်ဆိုးဒီမိဖို့ပေးမှဒုတ်ချောင်းကောက်ပြီးမက်ကြွက်ခေါင်းကိုရိုက်ရှာလိုက်သည်မက်ကြွက်နှထင်မှတွေ့များစီးကြလာကခေါင်းမှာမူးဝေလာသည်အဖေအဖေမလုတ်ပါနဲ့ ထလေးတွေအောင်ကိုမှကိုခင်ဆိုးသည်တွေးယူတွေးတာနှင့်ဒုတ်ကိုလှူချလိုက်သည်။မကြွရင်ခင်မှခလေးလည်းမလှုပ်တော့ပါ။ဒေါက်တုတ်ကခလေးကို လူရှိကဆွဲခါပြီးပိုတီစမ်းသည်။ဘေးအိမ်မှလူတွေနဲ့ရောက်လာက မကြွကိုပြူစုကြသည်။အတော်တုတ်ကြီးကခလေးအတတ်မရှိတော့ဘူးဟုအော်ပြောလိုက်လေသည်။အခုတော့လည်းမကြွဤဘဝသည်အရာရာပြောင်းလဲသွား၏။မကြွမှာလင်းဆိုးလည်းမရှိတော့ပါ။ ။မွေးကလေးကနားပူလွန်းသည့်ကလေးမှလည်းတည်ဆုံသွားသည်။အကြီးနှကောင်ကတော့နေဘက်ဆိုဘယ်ရောက်နေမှမသိပါ။ညာဘက်ဆိုမကြွက်နှင့်လာအိပ်သည်။မကြွက်ဤတဲစုပ်ကလေးသည်တိုက်အိမ်ကြီးဖြစ်သွားသည်။ရခင်လိုနေပြန်တို့ပေးစီရလဲမလို့တော့ပါ။မကြွက်ကပင် လေထဲမှာနေပြန်တို့များစွာပေးထားနိုင်သည်။အခုလည်းမကြွက်တယောက်တည်းကျွတ်ကျွတ်အိတ်ကြားထဲမှာထမင်းကိုယူစားရင်းအကျွေးစရင်ထိုင်တွက်နေသည်။ဗထားကြီးက9တောင မတ်တုတ်ကြီး3တောင်မတ်တင်ငွေ6ထောင်မတ်တန်းအေး2ထောင်မမအေးကအများဆုံးဖြစ်သည် အတူရင်ပေါင်းတထောင်တောင်းရမည်ဒီနေ့တော့အကုန်ရောက်အောင်တောင်းမှဖြစ်မည် လူတွေကသဘောကောင်းနေရင် ရောက်တတ်ကြသည်ညနေဆောင်ရင်မကြွက်သည်ကျိန်ရှင်းတောင်းကလေးဆွဲကဈေးတဲသို့အကျွေးသိမ့်ထွက်လာသည်လမ်းထိပ်သို့ရောက်လျင်ဈေးဆိုင်တွေကနှုတ်ဆက်ကြသည် မကြွက်အကျွေးသွားတောင်းမလို့လားအချိန်မှန်ပဲနော် ေးလေမမှန်လို့မရဘူးဟေအကျွေးပေးမဲ့သူတွေက လူမမြင်ရင်ပေးချင်တာမဟုတ်ဘူးမကြွက်ဒါပဲပြောက ခတ်တက်တက်လျှောက်လာခဲ့သည်ဇေနာရောက်လျင် ခလေးတက်တိုက်ကမကြွက်ကိုမြင်သည်နှင့်အယူမမကြွက်အယူမမကြွက်အယူမကြီးမကြွက်ဟုတ်တံပြိုင်អော်ကြလေသည်ဒီတေနာလေးတွေနဲ့တော့ခတ်နေပါပြီမကြွက်အကျွေးလာတောင်းတိုင်းဒီတိုင်းអော်နေတော့တာပဲမကြွက်လည်းမယူပါပဲနဲ့ဘာလို့ဒီလိုអော်နေကြပါလဲ စိတ်တူတူနဲ့နီးရအုတ်ခဲနဲ့လိုက်ထူးမှဗဇက်ကပြောင်းရင်းထွက်ပြေးကြသည် မောပါအရင်ဆုံးခရမ်းကျင်သေးတဲ့မတ်တင်ငွေဆိုင်ချေတွားရက်သည်ဟွန်းကောင်းမလူမြင်တော့မျက်နာမဲ့နေသည်ဟဲ့တင်ငွေနေပြန်တို့ပေးမြန်မြန်လောက်အာဈေးကရောင်းမကောင်းရတဲ့အထဲဒီအယူကတမျိုးရော့ရော့ဘာအိတ် လူတွေများအကျွေးယူပေးရင်မပေးချင်ပါလားမကြွက်ကြီးသူ့ကိုအယူဟုပြောတာအမုန်းဆုံးပါပဲမတင့်ငွေထည့်ပေးတော့ခရမ်းကျင်လေးကိုမယူချင်ယူချင်ယူပြီးငါချောက်ဆိုင်ဘက်ထွက်ခဲ့သည်မကြွက်ဒီနေ့နောက်ကြတယ်နော် ရောဒီမှာမကြွက်အကျွေးရောမကြွက်စားဖို့ရောအစင်နဲ့ပြင်ထားတယ်ငါချောက်တယ်မလာအေကပြေပြစ်သည်အကျွေးယူပေးရင်ဒီလိုပဲဖြစ်နေရမယ်လေ90တန်ငွေဆက်ခုနဲ့ထမင်းတုပ်ကလေးပါသည် တဆိုင်ဝင်တဆိုင်ထွက်အကျွေးသိမ့်နာရညနေစောင်းမှလူဆုံသည်မက်ကျွတ်ကျင်းချင်းထဲမှာလည်းပတ်စံနှင့်ထမင်းတွေပြည့်နေပြီအပြန်လမ်းမှာပတ်စံရည်ရင်ခရိုင်ချင်းဒီတလုံးကိုလည်းကြိုက်စားလာသည်အယူမာကြီးမက်ကျွတ်အယူမာကြီးမက်ကျွတ်ပတ်စံပြန်ပေးအောင်လေတို့ကိုဟင်မက်ကျွတ်အတန်ကြားပြေမော့ကြည့်လိုက်တော့ဇေနာကခလေးတတိုင်မက်ကျွတ်အတော်ဒေါသထွက်လာသည် ဒါလိုမိမဆုံးမဖာမဆုံးမတာသမီတွေပါလေဟုတွေးကအနာမှာဒုတ်လိုက်ကြည့်သည်တွေးသည့်ဒုတ်ကိုကင်လာငါလိုတထေးမကိုအယူမလိုခေါ်နေကြရဲ့ထမင်းတော့မရဘူးဒုတ်ပဲရမယ်ဟဲ့ဟုဆိုကလိုက်ရိုက်ပြစ်သည် ခလေးတွေက ထွက်ပြေးသည်မက်ကျွက်ကမိအောင်လိုက်သည် သူတို့ကိုမမိခင်မက်ကျွက်ခလုတ်တိုက်ပြီးလဲကျသွားသည်မက်ကျွက်ရှင်းထဲမှာပတ်စံတွေထမင်းဒုတ်တွေပြန်ကျဲကြကုန်သည် အမလီ ကုံပါပြီငါပတ်ဆံတွင် နေပြန်တို့တွေတောင်းလာတာလဲကုံပါပြီမတ်ကျက်ဆိုရင်ကပတ်ဆံတွေကို အတင်းလိုက်ကောက်နေသည်ရုံးမြတ်မွန်ချံရွှေမြို့တေရုပ်ဆောင်မဂ္ဂဇင်း2015ဒီဇင်ဘာလဟုတ်ကဲ့ပါခင်ဗျာဆန်ရည်သူဆရာမရုံးမြတ်မွန်ချံရေးသားတော့နေပြန်တို့လို့အမည်ရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူ ညီကောင်မောင်နှမများအလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ